မင်္ဂလာပါရှင်စာချုပ်ချန်နယ်လေးရာနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ကျွန်မကတော့စာချုပ်ဘူးပါအာကျွန်မဒီတော့ပေါ့နော်စာလေးနည်းနည်းလေးဖတ်ဖြစ်တာနဲ့အဲကျွန်မရဲ့ပေါ့နော်ဒီလုပ်ဖို့ခိုင်းမဲ့အဲမိတ်ဆွေတွေပေါ့နော်အဲဆရာဝန်တွေတူနာပြုတွေနဲ့အဲအခြားဒီ hacker professional တွေအတွက်ပေါ့နော်အာကျွန်မအာဒီ အင်မီကာဆင်နဲ့ဒီဂျန်တာမိုင်းဆင်ဂျာရီယာခြားနာချက်လေးကိုကျွန်မအတူလေးအဲအချိန်နည်းနည်းလေးနဲ့အဲ sharing လုပ်ပေးချင်ပါတယ်ရှင်ဘာလို့လဲဆိုတော့အင်မီကာဆင်နဲ့ဂျန်တာမိုင်းဆင်ကလောလောဆယ်ကျွန်မတို့ဒီ dispensary clinic နဲ့မှာလည်း ်လာနှစ်မျိုးလုံးကိုတုံးနေကြတယ်ပေါ့နော်။အီမီကာဆယ်ကိုတော့ပိုထုတ်တယ်ပေါ့နော်။ဂျန်နာကတော့နည်းနည်းထုတ်တာနည်းတယ်ပေါ့။တချို့ကလေးတယောက်ကလေးပဲလာထုတ်တာတွေ့တယ်ပေါ့နော်။အဲ့တော့အဲ့နှစ်ခုလုံးမှာဆိုလို့ရှိရင်ဒါက classification အတူတူပါပဲ။ရှင်ဂျန်နာမိုင်ဆယ်ရောဟောအီမီကာဆယ်ရောပေါ့နော်။တို့တွေက amino glycoside antibiotics တွေဖြစ်ပါတယ်ရှင်။ဒါပေမဲ့တို့မှာပေါ့နော်။ဒီတို့ရဲ့ spectrum ပေါ့။ဒီ spectrum ရဲ့ now the resistant ဖြစ်တဲ့ pattern တွေရဲ့အဲတို့ပေးတဲ့ dose ရဲ့ပေါ့ usage တွေကတော့နည်းနည်းလေးပဲအဲကွာလာရှိပါ ါတယ်ရှင့်ပထမအဆုံး gender mindset ပေါ့နော် gender mindset ကတော့ gram negative bacteria တော်တော်များများနဲ့ gram positive bacteria တွေမှာလည်းသုံးပါတယ်ရှင့် gram negative bacteria ဟိုမှာဒီ e coli တို့ klebsiella တို့ proteas ပေါ့နော် pseudomonas aeruginosa ပေါ့အဲ့လိုဒီမှာဆိုလို့ရှိရင်သူကသုံးတယ်ပေါ့နော် gram negative gram negative မှာပေါ့နော် gram positive ဆိုလို့ရှိရင်တော့သူကဒီ staphylococcus aureus မှာသုံးတယ်ပေါ့ဒါပေမဲ့သူကကျတော့ပမာ တော့မြန်လာသူရထူကြဆက်ကားဆိုတော့ဒီဒီ MRSA strains လို့ခေါ်တာပေါ့နော် MRSA ဆိုတာက methicillin resistant staphylococcus gas aureus ပေါ့နော်တပနစနေရောအားရဘာစေးမှသူမတိုးဘောပေါ့တချို့တချို့တွေဆိုလို့ရှိရင်တချို့ဒီ MRSA တွေဆိုလို့ရှိရင်ဒီ ကဖအကဖစပိုရင်းနေတာမရဘူးเนาะကဖလက်ဆင်းလို့ပါတော့မရတဲ့အဲဒီပိုးတွေရှိတယ်ပေါ့အဲ့လိုဂရနက်တက်မှာဆိုလို့ရှိရင်သူ့ပေးတယ်ဒါပေမဲ့သူ့ကိုအဓိကအနေနဲ့တော့မဟုတ်ဘဲနဲ့အခြားပေါ့เนาะတစ်ခုခုနဲ့တွဲပြီးတော့မှအဲ့လိုမျိုးဒီအန်တီဘိုင်ယိုတစ်ကို resistant ဖြစ်နေတယ်ဒီဘက်တီးရီးယားတွေပေါ့အဲ့မှာဆိုလို့ရှိရင်လည်းပေးလို့ရပါတယ်တဲ့ဒါပေမဲ့ဒီဂျန်တာမိုင်ဆင်ကပေါ့နော်ဂျန်တာမိုင်ဆင်ဒီ anaerobic most streptococcus တွေကိုတော့သူက မနိုင်ဘောเนาะဇန္နာမိုင်ဆင်အားနိုင်ချက်ပေါ့အဲ့ဒါတော့ဟောအင်မီကန်ဆင်ကတော့ဇန္နာမိုင်ဆင်တက်ဆိုင်ပို့ပြီးတော့မှတော့ cross spectrum ဖြစ်တယ်ဘောเนาะပို့ပြီးတော့သုံးလို့ရတယ်အဲတော့ဒီဇန္နာမိုင်ဆင်ကို resistant ဖြစ်နေတယ်ဘောဇန္နာမိုင်ဆင်ကိုမတိုးရတဲ့အဲဒီ bacteria တွေမှာ strain တွေမှာဘောเนาะအမှဆိုလို့ရှိရင်လေဒီ အမီကာဆင်ကိုဟိုတုံးတယ်ပေါ့နော်ဥပမာ TV TV အတွက်ပေါ့နော်ဒီဒီ Microbacterium Tuberculosis ပေါ့အဲ့ဒါမှာအမှန်ဆိုလို့ရှင်လဲဒီအမီကာဆင်ကိုဟိုတုံးလို့ရပါတယ်ရှင်အာဆေးရှင်ပါမှုပေါ့နော် resistant အနေနဲ့ဆိုလို့ရှင်နော်ဂျန်တာမိုင်းဆင်ကိုပေါ့နော်ဒီ bacterial enzyme တွေဖြစ်တဲ့အဲဒီဥပမာပေါ့နော် C type transparis to phosphorus transparis ဘောနော်အဲ့လိုကောင်းနေရဖြတ်စည်းနိုင်တယ်ဘောနော် inactivate လုပ်နိုင်တယ်ဘောဒါပေမဲ့ imigasin နဲ့ဆိုရင်တော့အဲ့ဒီဟိဘောနော်အဲ့ဒီ အဒီရရဲ့အဲ့ဒီခုနကအန်ဇိုင်းတွေအီမီကာစီရဲ့အာနိသင်ကိုမပြတ်စည်းနိုင်ဘူးပေါ့အားကြောင့်မို့လို့အဒီမာဒီဒရက်ရက်စစ်စတန့်ဖြစ်တယ်ပေါ့လေအီမီကာစင်ကတော့ဒဏ္ဍာမိုင်းစနစ်ဆိုင်ရဲ့စိတ်ရင်ပါမှုပို့ပြီးတော့မဖြစ်နိုင်ဘူးပေါ့နော်ပြောလို့ရှိရင်အဲဒီ grand negative တွေမှာဆိုလို့ရှိရင်တော့အီမီကာစင်ကအားနာပို့ပြီးတော့ကောင်းနေပေါ့နော်အဲအဲ့တော့ဒဏ္ဍာမိုင်းစင်ကိုကျွန်တော်တို့ကဘာမှပို့တုံးနေပေါ့နော်ပို့တုံးနေဆိုလို့ရှိရင်အဲ UTI တွေပေါ့နော်ဒီစီလန်းချောင်းတွေပတ်သက်တဲ့ယောဂါတွေ urinary tract infection တွေနာ sepsis တွေနာ endocarditis ပေါ့နော် endocarditis ိုက်တဲ့မှာအာ now intra abdominal infection တွေမှာသုံးတယ်ပေါ့နော်။အဲပြီးတော့ဘုံကျွ infection တွေမှာလည်း gender ကိုသုံးတယ်ပေါ့နော်။အာတကယ်လို့အဲဒီ gram positive တွေကိုပို့ပြီးတော့မှကောင်းစေချင်တယ်ဆိုရင်တော့သူ့ကို vancomycin လို့ penicillin လို့နဲ့လည်းတစ်ခါတလေကြာရင်ပေါင်းပြီးတော့သုံးပါတယ်တဲ့။ now imidacillin ပေါ့နော်။ imidacillin ကတော့ပို့ပြီးတော့ serious ဖြစ်တဲ့ပြင်းထန်တဲ့ infection တွေမှာဆိုသုံးတယ်ပေါ့နော်။ပြီးတော့ဒီ gram negative resistant ပေါ့အဲ့လိုမျိုးတွေမှာဆိုရင်သူကသုံးတယ်တဲ့။ပြခုနပြောသလို TB ရောပါလို့မှာသူအဓိကသုံးတယ် တယ်ပေါ့နော်အာဒီ နန်း TV မှာလည်းတုံးရတော့ microbacteria avian complex တို့ဘာလို့မှာလည်းတုံးတုံးပါတယ်အဲဒီ gentamicin တို့ dobramycin တို့နဲ့မတုံးဆိုလို့ရှိရင်လည်း amikacin ကိုတုံးလို့ရတယ်ပေါ့နော်အဲအဲ့တော့နှစ်ခုစလုံးသား solution တော့ dose အနေနဲ့ပေါ့နော် glow bamlan solution အားကြတော့အာဒီသူက therapeutic index ကအရင်ကျဲတယ်ပေါ့နော်ကျဲတဲ့အတွက်ကြောင့်လို့ gentamicin ကိုလည်းတစ်နေ့ကိုတစ်ချိန်ပဲအဲ amikacin ကိုလည်းတစ်နေ့ကိုတစ်ချိန်ပဲပေးတယ်ပေါ့နော် gentamicin ကကြတော့ဒီ တက်အဲတနေ့ကိုတစ်ချိန်ဆိုလို့ရှင်တော့ 1kg မှာ5 to 7 mg ဟိုတနေ့တစ်ချိန်ပြီးလို့ရမယ်ဒါမှမဟုတ်အဲ့ဒါကိုပဲနှစ်ခါခွဲပြီးတော့ဖြစ်ဖြစ်ပေါ့เนาะအခု divider dose အနေနဲ့လည်းအဲပေးလို့ရတယ်ပေါ့เนาะဒါပေမဲ့ Amiga ဆင်ရဆောက်တော့သူ့ရဲ့ molecular weight ကတော့ကြီးတဲ့အတွက်ကြောင့်မို့လို့ပေါ့เนาะသူကကြတော့ဟိုပေါ့เนาะတနေ့ကိုတစ်ချိန်မှာ 1kg တော့ 50mg ပေးတယ်ပေါ့နော်အဲ့လိုမျိုးပေးလို့ရပါတယ်တဲ့အဲပြီးတော့ toxicity ပေါ့နော်အဲဒီသူ့ရဲ့ဒီဆေးရဲ့အဲဒီ toxic ဖြစ်မှုပေါ့နော်အဲ့ဒါဆိုလို့ရှိရင်နှစ်ခုစလုံးနောက်ခုစလုံးတွေဂျန်တာမိုင်းစင်ရောအီမီကာစင်ရောဒီ nephrotoxicity ပေါ့နော်ကြောက်ကုတ်ကိုထိနိုင်ပါတယ်ရှင်ပြီး autotoxicity ပေါ့နော်အကြမ်း အာယုံဆုံးရှုံးတာတို့အဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲအဲဂျန်တာနဲ့အမီဂါဆင်ရှင်လိုက်မယ်ဆိုလို့ရှိရင်ပေါ့အမီဂါဆင်မှာအဲ့လိုမျိုး side effect တွေကပုံနေတယ်နေတယ်ဆိုတာမဖြစ်ဘူးလို့ဆိုတာတော့မဟုတ်ဘူးပေါ့နော်အဲအဲ auto toxicity ပေါ့နော်အဲနေပတ်သက်တဲ့ဒီ virus ဆိုကြိုးတွေဖြစ်တာကဂျန်တာပုံများတယ်ပေါ့နော်ဒါမဲ့လည်းအဲကောင်းတဲ့ချက်ကကြတော့အဲဒီဂျန်တာမယ်ဆင်ရတော့ပို့ပြီးတော့ဈေးပေါ်တယ်ပေါ့လေဟိုဝယ်ရတာပို့ပြီးတော့တွားရင်ရင်ကလေးကတောင်းနေတယ်ဈေးဆိုတော့အမီဂါဆင်ရတော့ပို့ပြီးတော့မှဈေးကြည့်မယ်ပေါ့ ဒါမှမဟုတ်ကျန်တာထပ်ဆောင်လို့ရှင်ဂရိမီကာဆင်ဟာဒါစပက်ထရမ်လည်းပို့ပြီးတော့ကျင်းမယ်ပေါ့နော်။အဲပြီးတော့လို့ရှင်ပို့ပြီးတော့လေဒီ infection တို့ resistant အဲဖြစ်တဲ့ဆိုတာလေးဖတ်လိုက်ရပါတယ်ရှင်။အဲ့ဒါလေးကိုအဲဒါအားလုံးအတွက်ကျွန်မ RDCP ရေးသေးစာလေးတစ်ခုအနေနဲ့ဝေမျှပေးခြင်းဖြစ်ပါတယ်ရှင်။အဲအားလုံးပဲနှစ်သက်မှာစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်။